င်္ဂလာပါခင်ဗျာဒီနေ့အစီအစဉ်ကတော့ Department ထူးခြားဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးတုံ့တက်တင်ဆက်ပေးမယ် DBB Weekly News Time ရဲ့အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်ပီတာအောင်နဲ့အတူ DBB ကဝိုင်းနေသမားတွေဖြစ်တဲ့ဦးမောင်တူကိုတောင်းမထွန်းနဲ့မမမမြတ်တို့ကဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အခုဒီဘက်မှာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကတော့မြန်မာနိုင်ငံမှာမန်လေးနဲ့စကိုင်းကိုပိုးပြူပြီးတော့လုခတ်ခဲ့တဲ့ AR Stars K ခုနှစ်တက်သမားခုနှစ်ရှိတဲ့ငလီနောက်ဆက်တွေဒီကြောင့်ဒီအေဘီလာလေးရနေတီစင်းရဆိုရင်တေဆုံးသူပေါင်း၄000ကျော်တိရှိလာနေတာ နောက်ငလင်းဘေးနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကရောမြန်မာညီညွတ်ဆိုးကအယူကြီးကရောဒါဝန်နေချင်းတည်တဲ့ဘက်ကြီးညာထားတာရှိပါတယ်။နောက်မြန်မာငလင်းဘေးတွေတရုတ်အိန္ဒိယရုရှားထိုင်းမလေးရှားစတဲ့ဒီအိန္ဒိယနိုင်ငံတွေအပေါင်းဝင်ကမ္ဘာနိုင်ငံပေါင်း15နိုင်ငံကနေပြီးတော့လေပေါင်း50ကျော်နဲ့ကေဆင်းဝန်ထမ်းပေါင်း1500ကျော်အဲတော့တော့ဘက်ကူညီပေးပစ္စည်းတွေလည်းတိုင်းပြည်မောင်မြတ်မှာစတာပြည်ပကူညီတွေရှိပါတယ်။ အတိုင်းပဲဒီအင်္ဂလိပ်ဘေးကွန်ကြီးပစ္စည်းပြည်သူတွေပေါ်မှာမြောက်တက်စီပေါ်မှာတော့စစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့ဝေဖန်မှုတွေနဲ့ဒီလူသားချင်းစာနာမှုအကူအညီတွေကိုကန့်သက်မရှိဝေအားခွင့်ပေးဖို့နိုင်ငံတကာအဖွဲ့အစည်းတွေကတောင်းဆိုနေရတယ်လည်းရှိပါတယ်။ဒါပြင်ဒီအင်္ဂလိပ်ဘေးကွန်ကြီးကစေးလုံနိုင်မှုဆိုပြီးတော့ UG KIO နောက်မြောက်ပိုင်းညီနောင်တိုင်းသားမာမေးတွေကအပြည့်အဝကြီးညာထားတာရှိသလိုစစ်ကောင်စီတပ်ကလည်းနောက်ပိုင်းမှာပစ်ခတ်တိုက်ခိုက်မှုရဆဲဖို့ကြီးညာထားတာရှိပါတယ်။နောက်အရာပြင်းကလေးလောက်ကပ်ပြီးနောက်ဒီစစ်ကောင်စီကအင်္ဂလိပ်ဘေးဒေသအပောင်းဝင် ဒီစကိုင်းမကွေးကချင်းပြင်းရှမ်းချင်းတင်းလိုက်စတဲ့ဒေသတွေမှာဒီပြစ်ခတ်တဲ့မှုတွေလေကြောင်းတက်ခတ်မှုတွေစက်တိုက်ပြုလုပ်နေတာရှိသလိုဒီအပြည့်အကျညာပြီးနောက်မှာလည်းဒါပြစ်ခတ်နေတာတွေစက်တိုက်လုပ်နေတာရှိပါတယ်။နောက်ငလီဘေးတဲ့ပြည်သူတွေအတွက်ထောက်ပံ့ပစ္စည်းတွေဆောင်လာတဲ့တရုတ်နိုင်ငံကဒီချက်ရှင်နေရင်းနှံကိုစစ်ကောင်စီတပ်ကပိတ်ခတ်တားဆီးခဲ့တဲ့တွေ့ရလဲရှိပါတယ်။နောက်မြန်မာပြည်မှာဒီစစ်ပွဲတွေချက်ချင်းရပြီးတော့ငလီဘေးပြည်သူတွေကိုအာကူညီဖို့ဆိုပြီးတော့မြန်မာနိုင်ငံဆရာကလသမကဒူကိုစလေ ဂျူလီဘစ်ရှော့ကတောက်ဆိုလိုက်တယ်လို့ဒီငလင်းဘေးခံရတဲ့အချိန်မှာစစ်တပ်ကဘုံချဲမှုတွေလုပ်တာဒါလုံးဝလက္ခဏာအကျံဖြစ်ဘူးဆိုပြီးတော့ကုလသမဂ္ဂရဲ့ဒီလူခွေအထူးကိုယ်စားလှယ်တဝန်ထုကလည်းပေါ်ကြခဲ့တာရှိပါတယ်။နောက်ဘန်ကောက်မှာချင်းပါနေတဲ့ဒီတောင်အရှနိုင်ငံတွေရဲ့ခေါင်းဆောင်တွေတက်ရောက်နေတယ်ဘင်စတက်ဒေတာရင်းထိပ်သီးစီဝဘက်ကတော့အနာသိစိတ်ခေါင်းဆောင်တက်ရောက်လာပါတယ်။ဒီတက်ရောက်တဲ့အပေါ်မှာလည်းထိုင်းမြန်မာနိုင်ငံကရပ်ဖက်အဖွဲ့အစည်းတွေလူခွေအဖွဲ့တွေနောက် NGO ဆိုတာတို့ကအပြင်းထန်ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ အော်မန်းလေးမှာဒီငလင်လောက်ခတ်ပြီးနောက်မအောင်မြင်မျိုးနဲ့စိန်မရောက်ွက်မှာရှိတဲ့ဒီပြည်သူတွေရဲ့ဟိုရေးစီစဉ်နေမိလောင်ပြီးတော့လူပေါင်း၃00ကျော်လောက်ပြီးပြီးတင်ပြီးတော့အကူအညီလိုအပ်နေတာရှိပါတယ်။နောက်ငလင်လုတ်ပြီးတော့ဒီမန်းလေးတက္ကသိုလ်ပင်မဆောင်မိလောင်တာမှလည်းဒါတက္ကသိုလ်ဝင်ဆောင်မွေးပွဲအဖြစ်လောက်ပေါင်း၄သိန်းလောက်ဒါပျက်စီးဆုံးရှုံးခဲ့တာရှိပါတယ်။နောက်ငလင်ကျောင်းမန်းလေးဥပ္ပတော်မှာရှိတဲ့အကျဉ်းသားတွေလည်းအထူးကဲတည်ဆုံးမှုတွေရှိခဲ့ပြီးတော့နေပြီးတော့မှကြေကြခံရတဲ့နိုင်ငံတော်တိုင်ပင်ကပုံကူတော်ဆန်းစုကျင်တဲ့ နိုင်ငံရေးကျင်းသားတွေရဲ့ဒီခြေနေနဲ့ပတ်သက်ပြီးလည်းအထူးစိတ်အစိုးရနဲ့ဆိုပြီးတော့ဒီ AUG ဆိုတာကပြောကြားခဲ့တာရှိပါတယ်။နောက်ညီမနိုင်ငံမှာဒီလောက်ကခဲ့တဲ့အင်အားပြင်းကလေးကြောင့်ထိုင်းနိုင်ငံမှာရှိတဲ့ဘန်ကောက်မြို့မှာဆောက်လက်ဆထပ်30ကျော်မြင့်တဲ့အဆောက်အုံလေလာလုံးဝပြိုကျပျက်စီးသွားပြီးတော့ညီမလူသမားတွေပါဝင်15ယောက်လောက်တည်ဆုံးပြီးတော့80ကျော်လောက်ပျောက်ဆုံးနေလို့ရှာဖွေကိစ္စရေးတွေဆက်လုပ်နေရပါတယ်။နောက်မြန်မာငလင်တရင်ယူဖို့နိုင်ငံတကာတရင်သမားတွေကိုတော့စစ်ကောင်စီကဒါပြေဝင်ငင်းဗီဇာမပေးဘဲနဲ့ ပြေးပင်ခဲ့တာအောင်ငလင်ကြောက်တွေရေးပေါ်ကူညီတွေလိုအပ်နေချိန်မှာစစ်တပ်ကဒီဆက်သွယ်ရေးလိုင်းတွေဖျက်တောက်ထားတဲ့တဲ့တွေလည်းရှိပါတယ်။အော်စီဝိုင်းတဲ့တွေပဲဆက်ရမယ်ဆိုရင်တော့ဒီငလင်လောက်ခတ်ပြီးနောက်မှာဘီလက်မီဈေးတွေကငလင်မလောက်ခတ်ခင်အထက်ဆိုရင်တဲကိုအရင်က2000လောက်ရှိရတယ်3000လောက်ထိတက်သွားပြီးတော့ ARV တိုင်းမှာဆိုရင်ဒါပစ္စည်းဘီလက်မီတွေလိုတလောက်ဝယ်မရတဲ့အခြေအနေဖြစ်နေပါတယ်။နောက်စားအုပ်စီတွေလည်းဈေးတက်သွားတာရှိပါတယ်။နောက်တရုတ် မြန်မာနေဆက်ဒီလိုက်ဇာတရုတ်နေဆက်ကိတ်ကိုတော့အီဘီလာတနေ့ကဆက်ပြီးတော့ကိုပစ္စည်းတချို့ပြန်ပြီးတော့သွင်းပေးပြလိုက်တာရှိပါတယ်။နောက်နိုင်ငံတကာနေ့ပေါ်မှာတော့ကာဇာကမ်းမြောင်ကိုအစ္စရေးကပြစ်ခတ်တိုက်မှုတွေဆက်လုပ်နေသလိုဂျီမင်နိုင်ငံမှာလည်းအမေရိကန်ကလေကြောင်းတိုက်ခတ်မှုတွေဆက်လုပ်နေတာရှိပါတယ်။နောက်မလေးရှားမှာတော့ gas pipeline ရိုးစိမ်ပြီးလောင်ပြီးတော့လူတွေ30ကျော်လောက်ထိခိုက်ဒဏ်ရာရှိခဲ့တာ။နောက်အမေရိကန်ဆိုကဒီမြန်မာပါဝင်ကမ္ဘာနိုင်ငံပေါင်း185နိုင်ငံပေါ်မှာစီးချက်ခွန်တွေနေ တိုးကောက်တဲ့သတင်းတွေဒါရှိပါရှိပါတယ်။အပမာဆုံးနေနဲ့ကျွန်တော်တို့မြန်မာအင်္ဂလိပ်သတင်းတွေပဲဆက်လိုက်ချင်ပါတယ်။အားလုံးဒီအတိုင်းပဲကျွန်တော်တို့ဒါမြန်မာခေတ်မှာတော့မြန်မာနိုင်ငံမှာအင်အားအပြည့်စုံနဲ့အထိခိုက်အသေးပြောက်အများဆုံးသွားပေးခြင်းနဲ့ကြုံတွေ့ခဲ့ရပြီးတော့သူသဖြင့်စကိုင်းတို့မန်လေးတို့နေပြီးတော့အင်္ဂလိပ်အောင်မန်ဆားတဲ့ဒေသအပြည့်သူတွေများပြားပြကြည့်ကြတာဝိုင်းတိုက်တာလန်ဒရာတွေဘာသာရေးစောင့်တွေထိခိုက်ပျက်စီးပြီးတော့ဒါစကိုင်းမှာဆိုမြို့ပြကြီးတခုလိုဖြစ်သွားခဲ့တာကျွန်တော်တို့မြင်ရပါတယ် ဒါဒီအင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့ပြောစရာရှိတော့အများကြီးရှိမယ်ထင်ပါတယ်။အတော့အရင်ဆုံးဒီစိတ်ထဲမှာဗားရီတွေးမိခံစားမိလဲ။အင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့ဒီဆေးရနာရှင်ရဲ့အင်္ဂလိပ်ဘေးတုံ့ပြန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ဗာပြောစရာရှိမလဲဆိုတော့မမှုမမြအရင်ဆုံးပြောပြပေးပါလားခင်ဗျ။တကယ်တမ်းကျတော့ကျွန်တော်တို့ဒီငလင်ကလေဟိုပမာအရေးနဲ့ပတ်သက်ပြီးတော့ဒီအိတ်ချောင်ဆောင်နေတဲ့ကဘာကြီးကိုလှုပ်နှိုးလိုက်တယ်လို့ပဲပေါ့နော်။ကျမဒီ UN Geneva ကဒီသူတို့ရဲ့အဲဟိုနေပေါ့နော်တာဝန်ရှိသူတွေပြောတဲ့စကားတွေရပေါ့နော် သူတို့ဆိုရင်အခုဆိုရင်ပြောလာကြတယ်ငလင်တန်ခံနေတဲ့ကြားမှာမြန်မာနိုင်ငံမှာရှိတဲ့လူတွေပုံကျဲခံနေရတာပါတိသွားပြီ။နောက်မြန်မာနိုင်ငံလုံးမိပြက်ရေးပြက်ဒုက္ခကြီးနေတာလည်းသူတို့သိသွားပြီပေါ့နော်။နောက်တစ်ခါအသက်နှစ်ပြောင်းသွားမှာကယ်ဆယ်လုပ်နေရတယ်ဆိုတာကိုလည်းသိသွားကြပြီပေါ့နော်။ဆိုတော့အဲ့ဒီအပြင်မှာဒီအခုလိုမျိုးဒီ disaster အကြီးကြီးဖြစ်တဲ့အချိန်မျိုးမှာဒီကယ်ဆယ်လုပ်ဖို့ရအတွက်လူသားချင်းမြစ်တွေပစ္စည်းကိရိယာ ရင်းနှီးပညာတွေအလုံးလောက်မရှိတာကိုလည်းတစ်ကမ္ဘာလုံးကသိသွားပြီပေါ့နော်ဆိုတော့အဲ့ဒီအပြင်မှာပို့ဆိုးတာကတဘာဝကပ်ဘေးအတွက်ဘာပြင်ဆင်မှုမှမရှိတဲ့အပြင်မှာရှိပြီးသား resource တွေရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်ထားတာကိုလည်းသိသွားကြပြီပေါ့နော်ဆိုတော့အဲ့ဒီဟာဒီကျွန်တော်တို့ဒီငလင်ဘေးကာလမှာအခုလက်ရှိတိုင်းပြည်ကိုအာအောက်ချုပ်ဖို့ဒီအာဏာလုထားတဲ့စစ်ကောင်စီမှာဒီလိုတဘာဝ ဘေးကိုကတ်ဆိုးတွေကိုကင်တွဲဖြည့်ရှင်းနိုင်တဲ့ capacity ပေါ့အရည်သွေးလုံးဝမရှိဘူးဆိုတာကိုတကွာလုံးဝကောင်းကောင်းသဘောပေါက်သွားပြီပေါ့နော်ဆိုတော့အဲ့ဒီပြင်မှာကျမတို့ကဘာပို့ပြီးတော့လူတွေကခံနေရလဲဆိုတော့ဒီဆေးရုံနေအာဟိုဒီဆရာဝန်တွေသူနာပြုတွေမရှိတော့ဘူးဘာလို့လဲဆိုတော့ကျမတို့ CDM ဝန်ထမ်းတွေတော်တော်များများကနိုင်ငံပြန်မရောက်နေကြတဲ့သူတွေ ဖြစ်နေတယ်ဒါမှမဟုတ်လဲနေဆက်တွေကဒီဒုက္ခတဲ့စခန်းတွေမှာရောက်နေကြတယ်ပြီးတော့ဆေးရုံတွေမှာလုံလောက်တဲ့ဆေးလည်းမရှိတော့ဘူးပေါ့နော်ဆိုတော့အဲ့တော့ကျမတို့ဒီနိုင်ငံသားတွေကအခုကတပူပေါ်နှစ်ပူဆင့်တယ်လို့ဖြစ်နေတယ်အာဥမာရန်ကုန်တို့မန္တလေးတို့ဆိုတာတကယ်တမ်းပြောရလို့ရှိရင်အာစစ်မဲ့ဖြစ်ပွားတဲ့ဆိုမဟုတ်တဲ့အတွဲဒီစစ်ဖြစ်ပွားတဲ့ဒေသကလူတွေအများကြီးစစ်ရှောင်လာကြတဲ့ဒေသလည်းဖြစ်တယ်အဲ့တော့စစ်ရှောင်နေဆိုရင်တကယ်တမ်းကျတော့ တပူပေါ်နပူဆင့်ပေါ့နော်တို့ရှိသမျှဟိုစုဆောင်းတာတွေလည်းဒီငလျင်တန်းမှာပါသွားတာတွေရှိကောင်းရှိမယ်မိသားစုဝင်နေသေးဆုံးရတာတွေလည်းအများကြီးရှိမယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကကျမတို့နိုင်ငံအတွက်ကတကယ်ကိုအယူမီဝိုင်းအခြေအနေမျိုးရောက်နေရတဲ့အနေထားပေါ့ဒါကိုကျမတို့စိတ်မကောင်းစွာ သိရတယ်အဲ့တော့ဒီဒီဒါနဲ့ပတ်သက်ပြီးကျွန်မဟိုဆရာကြီးတကုံတရာနာကစ်ဖြစ်စင်တော့ပြောခဲ့တဲ့စကားလုံးလေးတခုတတိယသူပါပြောခဲ့တယ်လဲဆိုတော့ဒီလိုမျိုးအခြေအနေတဘာဝဘေးဆိုးကတ်ဆိုးတွေကြုံတဲ့ခါမှာမြန်မာနိုင်ငံရဲ့ဇာတိယုတ်ကပေါ်လာတယ်တဲ့ဘာလို့ဆိုတော့ဒီလိုမျိုးဒဏ်တွေကိုခံနိုင်မရှိတဲ့ဟန်ဆောင်ပန်ဆောင်ဖုံးထားတဲ့အပေါ်ရန်ဒီဟွာကြပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ဇာတိယုတ်ကကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်ဖို့စ조사နေတဲ့ ဒီဒီမင်းအစိုးရရဲ့ဇာတိရုပ်ကပုံမွေးကြီးပေါ်လာတယ်ဆိုတာကိုမြင်ရတယ်ပေါ့နော်ဒါကိုကျွန်မဒီလက်ရှိသဘာဝဘေးဆိုကဆိုပြီးမှမြင်လိုက်ရပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခါလေးငလင်းမင်းမှာကုညီကယ်ဆယ်ရေးကိုတနေ့ငါလာတယ်နော်ဟိုကုညီကယ်ဆယ်ရေးဖွဲ့နေပြီးရင်က brighter ဖွဲ့တွေကိုပဲအဓိကကုညီတာတွေ့ရပေါ့နော်စတက်နဲ့ဒီဆိုရကကုညီပေးရမတွေ့ရဘူးနောက်ကိုကြီးပေးတဲ့အဖွဲ့တွေကိုလည်းဒါတားစီနောက်ချက်တာတွေရှိနေဆိုတော့ဒီတနက်ပြောင်းသွားကကိုကြီးကေစိလုံနေရတယ်ပတ်သက်ပြီးဥမောက်တူလာပြပြပေးပါဦးခင်ဗျ။အေးဒီဥစ္စာကတော့လေ ဟိုအားလုံးလည်းတိပြီးကြပြီပေါ့နော်နားနဲ့မဆောင်ကြားနေရတော့လေဒါပဲနဲ့လဲဟိုဂျုံလုံးပြောရမှာပေါ့ဟိုတဲ့တဲ့ပြောရင်တော့မန္တလေးရီပရာဟိတသမားလေးတယောက်ပေါ့ပေါ့နော်ပရာဟိတသွားကူညီတဲ့တယောက်ကိုစစ်တပ်စစ်သားတွေကနေရောရိုက်တယ်ဖမ်းထားတယ်ပေါ့နော်ဆဲဆူချိန်မောင်းပြီးတော့ဆိုဆိုအဲ့ဒါအဲ့တဲ့တင်ကျွန်တော်တို့စီမားလဲလွှင့်တယ်ပေါ့နော်တေချာမန္တလေးကလူတွေလှမ်းမေးတော့လေဒီညဆယ်နှစ်လောက်မှာပေါ့နော်ဒီဟိုဂျိုက်လို့ခေါ်တာပေါ့ဒီအုပ်ကိုဖောက်တဲ့ပစ္စည်းပေါ့အဲ့ဒါသွားယူတာသွားယူတော့ဆယ်နှစ်မထိုးသေးဘူး စစ်သားတွေကမင်းတို့ရှန်နိုင်ကျော်တော့မယ်မင်းတို့ကောင်တွေသွားရတော့ဘူးဆိုမဟုတ်ဘူးဟိုမှာအောက်မှာလူကိုကယ်ဖို့အရေးကြီးတယ်ပေါ့တော့ကြောင်သွားယူမှာပေါ့ပြန်ပြောတာကိုအဲ့တော့လက်မခံဘူးနေတဲ့အဲ့လိုမျိုးပေါ့နော်ရိုက်တယ်နောက်ပြီးတော့ဖမ်းလာတယ်နောက်အလုံးဝိုင်းပြောကြတာပေါ့နော်သွားတဲ့လှုပ်တဲ့အဖွဲ့ကလည်းရန်ကုန်ကသွားတဲ့ဖွဲ့လို့ပြောတယ်ဖရိုက်တာဖွဲ့ကအဲအဲ့ကလေးလေးကိုတော့ပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာဒီကောင်လေးကိုဆက်ညှိုးနေမှာဆိုတော့ဟိုရန်ကုန်ပြန်ပို့လိုက်တယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဒီတဖွဲ့လုံးထိမှာဆိုလို့ဆိုပြီးတော့အဲ့လိုမျိုးတွေပေါ့နော်ဟိုဒီ ဒီအတွက်ကူညီတာပဲဒါကိုငါတို့လွတ်ပေးရမယ်ဆိုတော့အပေါ်ကအောက်ကတို့တို့စီမှာဟိုစာနာစိတ်ဆိုတာမျိုးတွေလေခွန်လုံးစိတ်ဆိုတာမျိုးတွေမရှိတဲ့အနေထားပေါ့အဲ့ဒါတော့တစ်ခုပေါ့နော်ဟိုတခြားဥမာအားလုံးလည်းသိပြီးသားပါဒီဟိုတရုတ်ရှင်တန်းကိုပြစ်တယ်ဆိုတာမျိုးတွေပေါ့တရုတ်ရှင်တန်းကိုပြစ်တော့သူတို့ကိုယ်တိုင်လည်းပြောပါတယ်ကျွန်တော်တို့မိုးပေါ်ထောင်ပြစ်တယ်ဒီရှင်တန်းကမိထိုးပြီးလာတော့ရခိုင်နာမရက်လို့ဆိုတော့ဒီအချိန်မှလေဟို တရုတ်ပြည်ကဝင်လာတဲ့ဒီရွှေလျားဝင်လာတဲ့ကားတွေကလည်းယန်းန်းကား၉စီးလောက်ရှိတယ်ဒါတကယ်ဟိုကြက်ရှင်ကြီးဟိုဘန်နာတွေနဲ့ပေါ့နော်ပိုစတာတွေနဲ့လာတယ်ဒါတွေကတိလောက်တဲ့အနေအထားတွေပဲလीအဲ့ခါကျတော့ဟိုတရုတ်ကလာတဲ့ဟိုသူတို့ဟိုဗစက်တီမကန်တဲ့တရုတ်ကလာတဲ့မလို့ရဲတဲ့ကားတွေတော့မလို့လုပ်တယ်ဆိုတဲ့အခါကျတော့ဟိုဂျန်နဲ့ဆိုတော့မတ်မွန်ပြောတဲ့တနပ်ပြောင်းရမှာကဲစေးလုပ်တယ်ဆိုတာတကယ်ပဲဗျတကယ်ပဲဟိုရရစကားနဲ့ပြောမှဆိုရင်တော့သူတို့လည်းမကူဘူး ူတဲ့လူတွေကိုလည်းစစ်ဆေးပြီးတော့ဟိုတော်တော်များများစစ်ဆေးပြီးတော့မှဒီလိုခွင့်ပေးတယ်ဆိုတာမျိုးနေပိတ်ပင်တားဆီးသူတွေတော့ဖြစ်နေတာပေါ့နော်ဟိုရည်စရာပြောရမယ်ဆိုရင်တော့ဟိုစစ်သားတွေရလာပြီးကူညီတယ်တဲ့ဟိုဟိုတိုက်တွေပြိုးတဲ့အောက်ကိုသွားပြီးဖောက်ပြီးတော့လူတွေကယ်ထုတ်တာမဟုတ်ဘူးအုပ်ကလေးတွေဒီကအုပ်လေးတွေဟိုမာပြီးစီးနေတာမျိုးတွေပေါ့စစ်တပ်တဲမှာဖက်တွေလို့တလို့ပဲအဲ့ဒါမျိုးလည်းတွေ့ရပါတယ်ဒီနေရာမှာတစ်ချက်တည်းကြုံလို့ပြောချင်တာလေဆိုတော့ကွန်ပျူတာပြောသားတဲ့ဘန်ကောက်မှာပေါ့နော်မော်ချစ်မှာပေါ့ မွန်ချစ်ဆိုတာကားကြီးကြီးပါဒီမကောက်ကားကြီးကြီးပေါ့အဲ့နာဂျီဂျီမောဆိုတာအရှိနာအထက်30တိုက်ကြီးပြိုကြတယ်ဆိုတာအားလုံးသိပြီးသားပါအဲဒီစကိုင်းငလင်ကျော်နဲ့တဆက်တည်းဆိုတာဘန်ကောက်မှာတော့ထိတယ်ပေါ့နော်အဲ့မှာဆိုရင်ဒီမြန်မာဒီအလုပ်သမားတွေလည်းအောက်မှာပါသွားလို့ပြောတယ်ခုနိလည်းကဲလို့မရသေးဘူးပေါ့နော်အဲ့မှာသွားပြီးကဲကြဆဲကြတဲ့ဥစ္စာရလေဘဲကောင်ဘဲအဖွဲပဲလာလာဖန်ဆိုးရခွင့်ပြုထားပြီးသားအဲ့မှာကဲစဲတဲ့လူတွေကိုလည်းတစ်ခါလေကျွေးမွေးနေတာတွေကလည်းဟိုပရိဒါအကျွေးတဲ့မွေးတဲ့လူတွေနောက်ဆုံးများဟို ဒုက္ခရောက်တဲ့လူတွေနဲ့အဲ့မှာသွားပြီးတော့ကူတဲ့လူတွေကိုနှိပ်ပေးနင်းပေးတဲ့အဖွဲ့အထိုင်းမှာဆိုမာဆတ်လို့ခေါ်တာပေါ့နော်ဟိုမာဆတ်လို့ခေါ်တာပေါ့အဲ့ဒီဖွဲ့တွေကမှရှိတယ်လကားနှိပ်ပေးတယ်မင်းတို့အလုပ်လုပ်ရင်ပင်ပန်းရင်စားတောက်ကျွေးမွေးပတ်စံပေးလဲမယူဘူးအဲ့လိုမျိုးတွေပေါ့ဟိုထိုင်းမှာတကယ်ကိုလွတ်လွတ်လပ်လပ်ကဲဆယ်ရေးသမားတွေကိုခွင့်ပြုထားပြီးကျွေးမွေးထားတယ်ဗမာပြည်မှာအဲ့လိုရှိတယ်နောက်တစ်ခုကကျွန်တော်တို့ကထိုင်းနေစားမှနေလာကြတော့ထိုင်းเจ้าအောင်တည်တယ်ဥမာပြင်းရေကြီးတယ်ပေါ့ငလျင်လုတ်တယ်ဆိုရင် ဒါကိုခွေးတွေနဲ့ရှာတယ်ရဟတ်ရင်နဲ့သွားပြီးရိတ်ခါတွေချပေးတယ်ဇီဝတွေချပေးတယ်ဆိုထိုင်းမှာကျွန်တော်တို့စီမှာတော့ရဟတ်ရင်နဲ့လိုက်ပြစ်နေတယ်ဆိုတာမျိုးပေါ့နော်မနေ့တော့ဆိုရင်မြို့လေးမြို့မှာအကိုးနေရာပြစ်ခတ်တယ်ဆိုပြီးတော့ကျွန်တော်တို့ home link တို့ကဏီတို့ဘက်တွေပေါ့နော်အခုဆိုကွန်ပျူတာပြောကြရအောင်ဆိုရင်တော့တပြီလုံးပြစ်နေတာပေါ့အဲ့ဒါတော့သူတို့အပြစ်ခတ်ရဆဲရတယ်လို့ပြောပြီးမှဟိုသွားပြစ်နေတာလေးမြန်နေအဲ့ချို့တော့နောက်နေကြတယ်အပြစ်ခတ်ပဲရဆဲတာပေါ့နော်ဘုံကျဲမရဘူးပေါ့အကျဲမရဘူးအပြစ်ပဲရတာအကျဲမရဘူးဆို ဟုတ်ကဲ့ပါနောက်တစ်ခါဒီမြန်မာငလီပေးနဲ့ပတ်သက်ပြီးတော့အိန္ဒိယချင်းနိုင်ငံတွေအာဆီယံနိုင်ငံတွေပေါ့နော်ဒါ INRI ကူညီနေပြီပဲအမေရိကန်ရဲ့အကူအညီတွေကတော့နောက်နေကျန်ကျန်နေတာကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခါဒီစစ်တပ်စစ်တပ်ကိုပေါ့နော်စစ်ကောင်စီကိုတိုက်ရိုက်မလုပ်ပဲနဲ့ UN နဲ့တခြားအဖွဲ့အစည်းတွေကိုအဲထဲဝင်ပြီးလူလဲနေကြတာလည်းတွေ့ရပါတယ်စစ်ကောင်ဆောင်ကတော့ဒီအိန္ဒိယဝန်ကြီးချုပ်မိုရီနဲ့ဒါဘုံဆက်ပြောတာတွေနောက်စစ်ကောင်စီနိုင်ငံချိုင်းဝန်ကြီးကဒါအပြင်မှာထွက်ပြီးတော့ခုံနဲ့ထိုင်ပြီးတော့အာဆီယံနိုင်ငံချိုင်းဝန်ကြီးနဲ့ CUA တက်ပြတာတွေလည်းတွေ့ရပါတယ်ဆိုတော့နိုင်ငံတကာက တိုင်ဝမ်ရဲ့တုံ့ပြန်မှုတွေပတ်သက်ပြီးလည်းကိုတောင်ဝန်တို့ဆွေးနွေးပြပါဦးခင်ဗျာအာနိုင်ငံကတိုင်ဝမ်ကအကူအညီတဲ့ဟာတွေဟိုဟိုမကြည့်ခင်ပါတော့ဒီအားလုံးဝေဖန်နေကြတာတော့ American ပေါ့နော်အဲ American က American ကဒေါ်လာ1000အာပေးမယ်ပေါ့နော်ဒေါ်လာ1000ပေးမယ်လို့ပြောတယ်ပြီးတော့ USA ကအာအောက်ချီပါဖြစ်နေလဲသွားပြီးတော့လေ့လာတာကိုဟိုနောက်ကျတယ်ပေါ့နော်အဲ USA ကလည်းဟိုကတစားပြီးပြတ်သွားပြီပေါ့နော်မရှိတော့ဘူးဆိုတော့အဲ့တော့ ဟို USA ကိုဖြတ်သိမ်းထားတဲ့နိုင်ငံကအကူအညီတွေကိုအဓိကရန်ရရလေပတ်တဲ့ရန်ရမရှိတော့တာလည်းပါတယ်နောက်တစ်ခါဒီဒေါ်လာ2တန်းဆိုတာဒီဟိုရှင်ကြည့်မယ်ဆိုရင်ပေါ့နော်ဒေါ်လာ2တန်းဆိုတာဟိုတရုတ်ကဒေါ်လာ10တန်းနဲ့စာဟင်းနေတယ်ပေါ့နော်အဲ့ဒါပို့ဆိုတာကျွန်တော်တို့ပြီးခဲ့တဲ့နှစ်နှစ်ပေါ့နော်ပြီးခဲ့တဲ့နှစ်နှစ်ကဒီတူရကီငလင်းနဲ့ရှင်ကြည့်မယ်ဆိုရင်နော် အဲ့တော့ American ပေးခဲ့တာဒေါ်လာတန်ပေါင်း240-50လောက်ရှိတယ်နော်အဲ့ဒီကူညီပေးခဲ့တာပေါ့နော်အဲ့တော့ရှင်းကြည့်မယ်ဆိုလို့ရှိရင်ဒီကူညီကယ်ဆယ်ရေးပဲအရင်ထားပါတော့စဖြစ်ဖြစ်ချင်မှာငလျင်စဖြစ်ဖြစ်ချင်မှာကူညီကယ်ဆယ်ရေးအတွက်အရေးပေါ်တက်ခဲ့တာတွေနော်အဆောက်ဒီဖယ်ရှားပြီးတော့အသက်ရှင်တဲ့တွေရှားထုတ်တဲ့ဖြစ်စဉ်ပဲကြည့်ပါအောင်နော်အဲ့တော့ဆိုလို့ရှိရင်ကိုပဲဒီတူတူကင်ဂလင်ကလည်းကျွန်တော်တို့နဲ့တိတ်မကွာဘူးเนาะ7.8ဆိုတော့လေအဲ့တ အဲ့ဒီမှာလေကျွန်တော်နဲ့တူတာကဘာဘာတူလဲဆိုတော့ဒီစောက်လုပ်ရေးလုပ်ငန်းရှင်တွေကစောက်လုပ်ရေးလုပ်ငန်းတွေက corruption ရှိတယ်ပေါ့နော်ဒီအကျက်ပြတ်ချစားပြီးတော့ဒီ bearing code တွေဒီဟိုဟာတွေကိုစံချိန်မမီတဲ့ဟာတွေနဲ့စောက်ပြီးတော့လူတော်တော်အသေးချေပျက်စီးတာများတယ်လူ9000ကျော်တော့တည်တယ်ပေါ့နော်အဲ့အဲ့ဒီအချိန်ထဲမှာဒီအရေးပေါ်ပေါ့နော်အရေးပေါ်ကုညီခဲ့တဲ့လာတဲ့နိုင်ငံပေါင်းက50 80လောက်ရှိတယ်ကျွန်တော်နိုင်ငံကျွန်တော်စံက 15နိုင်ငံ16နိုင်ငံပဲအဲကျွန်တော်ကြားရတယ်စစ်ကောင်စီနဲ့အဖက်မလုပ်ချင်တဲ့ဟိုနိုင်ငံတွေရှိတာလည်းတကြောင်ပေါ့နော်စစ်ကောင်စီဟိုမဆက်ဆံတဲ့နိုင်ငံတွေရှိနေတာတကြောင်ပေါ့နော်အဲ့ဒါကလည်းတကြောင်ပြီးတော့ဟိုနိုင်ငံရေးအရဟို geopolitical interest အရလည်းဆန်ကျင်ဆိုင်မှာပေါ့နော် Turkey Turkey ကလည်းမှာရပ်ပိုင်းအတွင်းမှာဒီနိုင်ငံတွေကနေပြီးတော့ဟိုအကူအညီငွေတွေကဒေါ်လာအမေရိကန်ဒေါ်လာသန်းပေါင်း200ကျော်230 240ဆိုတာအပြင်ကို EU က နိုင်ငံတွေကိုကဘာလုံးကဝိုင်းပြီးခူကြတာတွေကဒေါ်လာတန်ပေါင်းထောင်နဲ့ချီပြီးတော့ဘီလီယံနဲ့ချီသွားတယ်ပေါ့နော်။တော့ခုနအရေးပေါ်ကူညီတာပဲနိုင်ငံပေါင်း80 80လောက်ကဟောအုံနဲ့ကျင်းနဲ့ထောင်နဲ့ချီပြီးတော့ရောက်လာကြတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအခြေအနေနဲ့ဟိုရှင်းကြည့်မယ်ဆိုလို့ရှိရင်အော်အမေရိကန်နိုင်ငံကဒေါ်လာ2တန်းမသိတယ်ဆိုတော့ဟာတူရီကနေရှင်ပဲဆိုလို့ရှိရင်အစာပေါင်းရာနဲ့ချီပြီးကွာတယ်ပေါ့နော်အဲ့တော့နိုင်ငံရေးအရဟိုဟာရှိတာတကြောင်ပေါ့နော်အဲ့နောက်တစ်ခါဒီ ရှင်ကြည့်တဲ့အခါမှာဘာတူနေတာတွေ့လဲဆိုတော့ဒီဒီဆီးရီးယားမှာပေါ့နော်အဲ့တူရီငငလျင်ကဒီဆီးရီးယားနိုင်ငံရဲ့မြောက်ဖက်ပိုင်းနေရာတွေပေါ့နော်အခုဟိုတဘုံလေးနဲ့ဟိုအဲ့ဟိုအစိုးရတပ်တွေတိုက်ပွဲတွေဖြစ်နေနေရာတွေရှိတယ်အဲ့တော့ထိန်းချုပ်နေရာမှာတူတဲ့နေရာတွေလည်းရှိတယ်အဲ့ဒီမှာဟိုစင်တူရာကလေအဲ့ဒီအစိုးတပ်တွေကဒီဒီဆီးရီးယားအစိုးရတပ်တွေကထိန်းချုပ်ထားတဲ့နေရာတွေမှာအကူအညီကယ်ဆယ်ရေးတွေဖြတ်သွားလို့မရဘူးဒီ တပုံထိန်းချုပ်တဲ့နေရာတွေကိုကယ်ဆယ်ရေးလုံးဝတောင်းကြမှာပေးဘူးအဲ့တော့ဟိုပို့ပြီးတော့နော်ဟိုအတေပြောက်ကပို့ပြီးတော့များခဲ့တယ်ဘောတော့တေပြောက်ပို့ပြီးတော့များတယ်ဒီအိုးမဲအိမ်မဲတွေကဟိုစစ်ဘေးဒဏ်ကြောင့်ငကိုတွေကဆိုစစ်ဘေးဒုက္ခတွေဖြစ်နေတဲ့သူတွေအဲ့စီးရီးယားမြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ပြဿနာပေါ့နော်ဟိုအခုအခုချိန်ဟိုရှင်းကြည့်မယ်ဆိုလို့ရှင်အဲ့စီးရီးယားနဲ့တူတာရောတူရီကီနဲ့ဟိုကျွန်တော်တို့နဲ့အခွင့်အရေးတွေကွာခြားနေတာရောရှင်းကြည့်မယ်ဆိုလို့ရှင်ငလျင်လှုပ်တာက7 point 8နဲ့7.7နဲ့ငလေးထောက်တာသိပ်မကွာဘူးအတီအတီတော့စင်းကတော့ကျွန်တော်တို့အတီတာမသိရသေးဘူးလေအဲ့တော့နောက်ဟိုဘောနော်နောက်ထပ်အဲနောက်ထပ်တက်ပေါင်းများစွာပေါ့နော်ဆယ်စုနဲ့နဲ့ချီပြီးတော့ပြန်လဲထူထောင်ရနိုင်နေဆိုပြီးတော့ဟိုဟိုတော့စီရင်ခံစားရတွေ့နေရတာပေါ့အဲ့တူကြီးဟိုဆီးရီးယားဖြစ်ခဲ့တဲ့ငလေးနဲ့ပြပရှင်ပြီးတော့ပြောမယ်ဆိုလို့ရှင်ဒီမှာနိုင်ငံကော နောက်ထပ်ဆယ်စုနှစ်ဘယ်လောက်ပြန်ထူထောင်ရမလဲနောက်ထပ်ဆယ်စုနှစ်ဘယ်လောက်နောက်ထပ်ငါးနှစ်လား၁၀နှစ်လားအနည်း၂၀လားအဲကိုယ်အိမ်ကိုပြန်မထီဆောင်နိုင်တာတွေကိုယ်လုပ်ငန်းကံကံတွေပြန်မလဲပတ်နိုင်တာတွေအဲ့လိုနော်အဲ့လိုဟိုဟိုတူရီကီမှာမြင်နေရတယ်လမ်းပေးကျူးကျော်မျိုးဆက်ပြီးတော့နေထိုင်ရတာတွေဘယ်လောက်များ ဆက်ပြင်းဆိုင်ရမလဲပေါ့เนาะအခုအပြစ်ခတ်ရဲဆဲတယ်ဆိုရင်21ရက်လောက်နဲ့ဘာလုပ်လို့ရမှာလဲမသိဘူးကျွန်တော်အဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အမတန်နေရကောင်းပါတယ်ရှင်ကြည့်တာပေါ့လေအချက်လက်တွေရှင်ကြည့်တဲ့အခါမှာတော်တော်စိတ်ဆင်းရဲကြကောင်းပဲထင်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုတာဂျုံတွေ့ခဲ့ရဆိုနာကိမဟုတ်နိုင်ပေါ့เนาะနောက်တစ်ခါပြီးကြတော့ဟိုကိုဗစ်ဒီကပ်ဘေးပေါ့နောက်တစ်ခါအခုဒါတော့ငလင်ဘေးပေါ့เนาะဒီအရေဂျုံခဲ့ရတယ်ဖက်တန်းခဲ့ရတယ်ပတ်သက်ပြီးတော့မဟုတ်မြဲဒါအတွေ့ဂျုံနဲ့ရှင်းပြလဲတာသုံးသက်ပြပါဦးခင်ဗျာ ီနောက်ဒီလိုတဘာဝဗီဒီယိုဂျုံတွေ့ရတဲ့ခါမှာမြန်မာနိုင်ငံမှာဘယ်လိုမျိုးကုညီကယ်ဆယ်ရေးတွေလုပ်ခဲ့လဲဒီဆိုရတဲ့မတူတဲ့ချိတ်ကပ်ပုံတွေနဲ့ပတ်သက်ပြီးတော့ တွေ့တာမြင်တာလေးတွေမျှဝေပါဘူးခင်ဗျာအခုဆိုနာဂစ်ကအနည်း20နီးပါးကြာခဲ့ပြီပေါ့နော်နာဂစ်မှာတကယ်တမ်းကျတော့ဟိုအခုချိန်ထိ cover မဖြစ်သေးပါဘူးဘာဖြစ်လို့လဲဆိုတော့ recover ပြန်မဖြစ်သေးဘူးလို့ဆိုတော့ nagis ရဲ့အကျိုးဆက်ကိုပြန်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ light tire အကျူကျော်တွေကြီးလိုက် light tire ကိုရောက်သွားတဲ့ဒီရွှေပြောင်းလုပ်သမားတွေပေါ့နော်ဒီရင်တော့ငါးဖန်းလုပ်ငန်းတွေလုပ်ခဲ့တဲ့လူတွေကကြီးပြင်းနဲ့အာနေစရာအတီကျမရှိတော့ဘဲနဲ့ nagis ရဲ့ရိုက်ခတ်မှုနောက်ပိုင်းမှာသူတို့ကဒီလိုရန်ကုန်မြို့နားတဝိုက်မှာသွားပြီးတော့ ကျူကျော်တွေဖြစ်လာတယ် ဂျပန်လုပ်သားတွေဖြစ်လာတယ်ဗောနော်ဆိုတော့အခုချိန်ဒီဒါကကျွန်တော်တို့နိုင်ငံမှာနာကစ်ရဲ့တက်ရောက်မှုကတော့ကဘာမှဖြစ်သေးဘူးပြောရမယ်ဆိုရှင်နာကစ်တုံးကကျွန်တော်တို့အများကြီးနိုင်ငံတကာအကူအညီတွေရခဲ့တယ်ဆိုတော့ disaster diplomacy လို့ပြောမလားနာကစ် diplomacy လို့ပြောမလားအဲ့မှာအမျက်ထွက်သွားတာတွေကတကယ်တမ်းပြည်သူလားအမျက်ထွက်သွားတာကအဲ့ဒီချိန်မှာရှိခဲ့တဲ့နာအဖအစိုးရလားဆိုတော့ပြန်ချင်းသိနိုင်တယ်နာကစ် referendum တွေနာကစ် election တွေနာကစ်အစိုးရတွေပေါ်လာတာမျိုးပေါ့နော်ဆိုတော့ disaster ကိုအသုံးချပြီး ီးတော့အပြောင်းလဲတစ်ခုဟိုဟိုလှုပ်သွားတဲ့လူတွေရှိတယ်အဲ့တော့သူကအမျက်ထွက်သွားလဲဆိုရင်အဲ့ဒီဆိုဆိုကပြောတယ်အာဒီဒီပလိုမစီကြောင့်အမျက်ထွက်သွားတဲ့သူလို့ပြောလို့ရှိရင်အဲ့ကာလာနောက်နောက်ဖတ်ဆိုရပဲရှိခဲ့တယ်ပေါ့နော်အဲ့လိုပဲပြောရအောင်အခုဒီကျမတို့ဒီဒီအခုလက်ရှိအာကာလာမှာဆိုလို့ရှိရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အာဒီတချို့သောဖွဲ့စည်းတွေကပြောလာကြပြီအဲ့ earthquake diplomacy ကိုသုံးမလားဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့မှာ earthquake diplomacy သုံးသုံးလို့ရပါတယ်ဒီသက်ဆိုင်ရာတာဝန်ရှိတဲ့ပုံကိုယ်တွေဆိုရလှုပ်ချင်တဲ့လူတွေကကျမတို့နိုင်ငံသူနိုင်ငံသားတွေပေါ်မှာစေတနာแน่ๆလေးရှိတယ်ဆိုရင်တောင်းမှာအဲ့ဒီ diplomacy သုံးလို့ရပါတယ်။ကိုယ်ပြဿနာအဲ့သူတို့ရဲ့စေတနာကိုမမြင်ရဘူးပေါ့နော်။ပြီးတော့ဒီ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 အစိုးရတည့်ရတီမြဲရေးကိုပဲ ဒီဒီ diplomacy ကိုအစိုးရတရက်တီမြဲအတွက်အသုံးချနေတဲ့သူတွေများနေလို့ရှင်တော့ပြည်သူတွေကြုံမြတ်ရမှာမဟုတ်ဘူးသူတို့ပဲကြုံမြတ်ရသွားမယ် diplomacy မျိုးဖြစ်တယ်လို့ကျွန်မတို့ဒီနေရာနေပြီးတော့ပြောချင်တယ်အဲ့တော့ဒီဒီကာလမှာဘလို့ပဲအဒီဒီလိုမျိုးအခွင့်အရေးတစ်ခုပေါ့နော် disaster ကိုအသုံးချပြီးတော့ကောင်းတဲ့ဘက်ကိုရွှေ့မလားဆိုရင်ကျွန်တော်တို့အရင်ဆုံးကြောက်ရမှာဒီစစ်ကောင်စီမှာမြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်တကယ်လှုပ်ပေးခြင်းစိတ် ပေါ်လာအောင်လုပ်ပေးနိုင်တဲ့တာဝန်ခံမှုတာဝန်ယူမှုရှိမဲ့အာဘယ်လိုပြောမလဲဖိအားပေးမှုရလို့တယ်နိုင်ငံတကာရဲ့ဖိအားလို့တယ်အဲ့ဒါမပါဘဲနဲ့တော့ကျွန်တော်တို့ကဒီဒီဒီပလိုမေစီကဘာမှအသုံးဝင်မယ်လို့မထင်ဘူးပြည်သူတွေအတွက်အသုံးဝင်လိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးဒါကြောင့်မလို့ဒီကာလမှာအဲ့ဒီစစောကပြောတဲ့ဒီဒီပလိုမေစီကိုသုံးမယ်ဆိုလို့ရှိရင်တော့စစ်ကောင်စီလိုက်နာနိုင်မဲ့ condition တွေနဲ့ အာဒီနိုင်ငံတကာအဟိုအကူအညီတွေဝင်ရောက်ဖို့လိုတယ်စီစဉ်ဖို့လိုတယ်အကိုတောင်းတို့ပြောသလိုအမဆုမပို့လေးကိုပေးပြီးတော့စစ်ကောင်စီအသက်ဆက်ဖို့ဖြစ်မယ်ဆိုရင်တော့ကျွန်တော်ကပြည်သူပြည်သားတွေကမိအေးနှစ်ခါသုံးခါနားတယ်လို့မျိုးပဲအဖြစ်မျိုးကိုပဲရောက်နေအောင်မယ်လို့ကျွန်တော်မြင်ပါတယ်ရှင် ဟုတ်ကဲ့ပါနောက်တစ်ခါဒီမီဒီယာနဲ့ပတ်သက်ပြီးလဲကျွန်တော်ဆက်ချင်ပါတယ်တဘာဝဘေးတွေဂျုံရတဲ့အခါမှာသတင်းမီဒီယာတွေကလွတ်လပ်လပ်သတင်းရင်ခွင့်ရမယ်ဆိုရင်ဘယ်နေရာမှာကွင်းရီလိုနေလဲဘယ်နေရာမှာတက်ပြီးနေဂျုံနေရလဲဆိုတာတိရှိနိုင်ပြီးတော့ဒါပြည်သူတွေကိုအမြန်ဆုံးကယ်တင်ကယ်ကူညီတွေလုပ်နိုင်မှာဖြစ်ပါတယ်ရှီကောက်ကြီးကတော့ဒါမြန်မာအင်္ဂလိပ်ဘေးသတင်းယူမဲ့နိုင်ငံတကာသတင်းတောက်တွေကိုပြည်ဝင်ကင်းပီဇာမပေးဘဲနဲ့ဒါတာစီပိတ်ပင်တာနဲ့ပတ်သက်ပြီးတော့ဥမောက်တူရဲ့အမြင်လဲဒါသိချင်ပါတယ်ခင်ဗျအားလုံးလည်းတိပြီးဖြစ်နေတာပါပဲအဲဒီဖြစ် ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တာမန်အားဖြင့်ဆိုရင်ကျွန်တော် internet တွေကတော်တော်လေးကိုကြားတယ် internet ဖြတ်ထားတာရှိတယ်ဖုန်းလည်းဖြတ်ထားတာရှိတယ်ဆိုတော့ဟိုစစ်ကောင်စီကအရင်ထဲဟိုသတင်းတွေကိုလည်းမပြန့်ကျင်တာဗောနော်အခုမှတော့ပုံဆိုးတာဗောဟိုအဲဂျာစီယာလာသတင်းဌာနကနေပြီးတော့ဟိုသူတို့ဝန်ကိုပေးလိုက်တဲ့ဌာနကနေပြီးတော့ဒီဘုံနေတော့ကျဲနေတယ်ကုတော့မကူဘူးဆိုတာအခုသတင်းကဘာလုံးပြန်နေတာလဲကဘာလုံးကတိနေတာပဲနော်ဆိုတော့ဒီနောက်တစ်ခုပြောရမယ်ဆိုရင်မီဒီယာတွေဝန်ကိုမပေးဘူးသူတို့ရဲ့ပြောခွင့်ရသူကဝန်ကိုမပေးဘူးဘာလို့လဲဆိုတော့ဒီ ဟိုနေ့နေပါလေနေရာထိုင်ခင်းနေမရှိလို့ပေါ့ဟိုတယ်တွေမရှိလို့ပေါ့ဆိုတော့ဒါတွေကဟိုအကြောင်းပြချက်တွေပါပဲတကယ်တမ်းမီဒီယာသမားတွေဆိုတာစစ်ပွဲတွေမှာတော့မှဘသူကြောပေါ်လေးနဲ့သူနဲ့ live ပြီးယူကြတာပဲလေဖြစ်တယ်လို့အိတ်ကြတာပဲဆက်ကြတော့မီဒီယာနိုင်ငံတကာမီဒီယာတွေဝင်ခွင့်မပေးဘူးမြန်မာပြည်ကမီဒီယာသမားတွေတချို့ဖန်ခံရလို့ပြောတယ်ဒီ IPCM လို့ခေါ်တဲ့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီကတော့မှကြီးညာချက်ထုတ်ထားတာရှိတာဘူးဒီဖန်ထားတဲ့ဒီ disaster တွေမှာ live ကိုသတင်းယူရင်းနဲ့ဖန်ခံထားတဲ့မီဒီယာသမားတွေပေါ့နော် ဒရင်တော့တွေကိုပြန်လွှတ်ပေးဖို့ဆိုတာမျိုးအချင်းညာရထုတ်တာရှိတယ်နိုင်ငံတကာမီဒီယာတွေလည်းလွတ်လွတ်လပ်လပ်ဟိုဝင်ခွင့်ပေးဖို့ဆိုတာမျိုးတောင်းထားတာအချင်းညာရထဲမှာတွေ့ရတယ်နော်အဲဆိုတော့အခါကျတော့တကယ်တမ်းကလည်းစောစောမတ်မမမမပြောသလိုပါပဲဟိုဒရင်နေတိမာလေတိမာသာဟိုဒီဒီဘလောက်ဘယ်နေရာကူပွားမယ်ဘယ်နေရာတော့ဆိုးတယ်ဆိုတာမျိုးနိုင်ငံတကာကလည်းတိပြီးတော့လာရောက်ပြီးတော့အကူအညီတွေပို့ရနိုင်တာပေါ့နော်အခုဆိုရင်ကိုတောင်းလို့ပြောသားသလိုဟိုလာတဲ့နိုင်ငံကတိတ်မြဲမြဲစတာမရှိဘူး ချင်းကောင်စီနဲ့နှီးစပ်တဲ့နိုင်ငံတွေလောက်ပဲလာကြတာ။အဲ့ဒါတော့မှတရုတ်နဲ့ပြန်တာတက်ပြီးလာကူတဲ့အဖွဲ့တွေထဲမှာဒီညနေနဲ့ဒီအိန္ဒိယလက်ဒီမနဲ့ကြားတယ်သူပြန်တယ်လို့ကြားတယ်။ဆိုတော့ဒီမီဒီယာအလုံးလက်ခွင့်မပေးဘူးဆိုတော့အလုံးအသိပါပဲ။ဆိုတော့သူတို့သူတို့ဘက်ကလည်းဒါဟိုထုတ်ပြန်တာလည်းဟိုစစ်ကောင်စီကိုလည်းထုတ်ပြန်တာလည်းမတွေ့ရဘူး။ဒါကြောင့်မလို့သူတို့ကအရင်ကရတဲ့သတင်းတွေကိုဖုံးထားကြတယ်။အခုဒီမှာဖြစ်တဲ့အခါမှာလည်းသတင်းတွေဖုံးထားတာပဲ။အဲတကယ်လို့ဒါဥပမာပြောမှာကျွန်တော်တို့ ိုဆိုတော့ဥပမာနှိုင်းရှင်တာပြောလို့ရှိရင် NLD kit တော့စမ်းသူကြီး kit တော့ဆိုရင်ဒေါ်စမ်းသူကြီးကိုယ်တိုင်ပဲ Facebook ဖွင့်လိုက်တယ်အဲ Facebook ကနေရောဒီဘက်တစ်ခါကြီးညာပေးတယ်ဟိုဒီဘက်တစ်ခါကိုပြည်သူလူထုအောင်ရှင်းလင်းပေးတယ်အဲ့ကကြတော့အားလုံးရှင်းရှင်းလင်းလင်းသိရပြီနိုင်ငံတကာလည်းရှင်းရှင်းလင်းလင်းဝင်ကူတယ်မီဒီယာကနေတစ်ဆင့်သိရလို့ပေါ့နော်အစိုးရကိုယ်တိုင်မီဒီယာလုပ်တယ်အခုတော့ဒါချုပ်ပြီးပြောရရင်ဒီအစိုးရမဟုတ်ပါဘူးအာဏာသိမ်းထားတဲ့အဖွဲ့ပါဒါအာနာတင်းတင်းမတင်းတင်းသူကတိုင်းပြည်ရဲ့ဟိုအာနာကိုချုပ်ကန်ထားတဲ့အတွက်ကြောင့်မလို့သူကတာဝန်ရှိပါတယ် ဟုတ်ကဲ့ပါမမမမြောက်ပါဒီဟိုဒီ nugget တော့ပေါ့နော်ကိုရိုင်းသတင်းယူခဲ့ရတဲ့တွေ့ကြုံနဲ့အခုဒါငလင်းပေးသွားဝေးကြီးကြုံရတဲ့အခါမှာသတင်းယူနေကြတဲ့ကင်းချင်းနဲ့ပတ်သက်ပြီးတော့သုံးသပ်ပြောပြပေးပါလောက်ခင်ဗျာ ဟုတ်နာကစ်တော့တော့ကျွန်မဒီမြို့ကကျွန်မဒီသားတွေမှာ3လလောက်ဟိုတည်င်းယူခဲ့တော့လေအကယ်တမ်းကျတော့ဆော့ဆော့ပြောတဲ့နိုင်ငံတကာထောက်ပံ့နေဆိုတာဘယ်လောက်ထိရတယ်မရဘူးဆိုတော့ကျွန်မသိခဲ့တယ်ပေါ့နော်စောက်တွေထဲမှာတော့ပြန်နေအောင်ရေးမှာပေါ့ data တွေအချက်လက်တွေဒါပေမဲ့မြေပြင်မှာစစ်စစ်မှုကလောက်မှမရှိဘူးဆိုတာကျွန်မကိုယ်တိုင်လည်းသိခဲ့ရတယ်ပေါ့နော်နောက်တစ်ချက်ကဒီနာကစ်ကာလာတွေမှာအော်ကျွန်မတို့ဒီဟိုဟာတွေတည်င်းယူတဲ့သူတွေကိုကျွန်မကျွန်မကိုယ်တိုင်လည်းတည်င်းယူရင်းနဲ့ ကျုံခဲ့ရတာမျိုးပေါ့နော်လူတွေကအဲ့ဒီမှာဒေတာမှာရှိတဲ့လူတွေသတင်းသမားကိုလက်မခံရင်ရဲလာအောင်ပေါ့နော်အိမ်ဒီမှာပေးမနေရဲလာအောင်သူတို့ကဖြစ်သွားပါဆိုတော့ဖန်ခံမစီခံမှာဆိုတဲ့အတွက်ကျွန်တော်တို့ဆိုသတင်းသမားဆိုဘုန်းကြီးကျောင်းတွေမှာသွားနေရတယ်မသိလူလူမသိသူမသိပေါ့နော်နောက်တစ်ခါတစ်ချိန်မှာဆိုလို့ရှိရင်အဲ့ဒီဘုန်းကြီးကျောင်းတွေဒီဖျားရင်ပြင်တော်တွေမှာဒီရောက်နေတဲ့ဒုက္ခတွေတွေကိုဒီစစ်စစ်ဟိုရရှိစစ်ဖို့ချုပ်တွေကလာပြီးတော့နှင်ထုတ်တာမျိုးပေါ့ကျွန်တော်တို့က အဲ့ဒီရက်သားရဲ့သူပြေးခဲ့ရတာမျိုးတွေရှိခဲ့ဘူးလေဆိုတော့အဲ့ဒါတွေကကြုံလာတော့ပါဆိုတော့သူတို့ကနိုင်ငံတကာမျက်နှာစာမှာဘလောက်ထိအလုပ်လုပ်နေပါတယ်ဘလောက်ထိဟိုရုပ်ရုပ်ပြကောင်းချင်တာကိုသူတို့ဖုံဖုံးပြချင်တဲ့အတွက်ဆိုတော့အဲ့ဒါတွေကလှုပ်လာမှာပဲတော့မီဒီယာတွေမရှိအောင်မောင်းထုတ်မယ်အာဒီနိုင်ငံတကာမျက်နှာစာမှာ ပြဆိုးမဲ့ အယုတ်ဆိုးမဲ့အကြည့်တမ်းမဲ့ဟာတွေအကုန်လုံးကိုဖယ်ပြစ်မယ်အမိတ်နဲ့ဖယ်ရှားပြင်မယ်ပေါ့နော်နောက်ပြီးတော့လူတွေစီကအမိတ်နဲ့ငွေတွေကောက်ခံမယ်ပြီးတော့မှဒီဟာဒီဒီရမုံငွေတွေကိုလွှဲသုံးစားလို့ဒါတွေကဒီစစ်ဆိုးရအဆက်ဆက်မှာအလုံယုတ်လုံစင်နေဖြစ်နေပြီဆိုတော့ကျွန်မကတော့ဒီအခုလောလောဆယ်ဖြစ်သွားတဲ့ဒီကြီးဆုံးငလျင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပြည်သူပြည်သားတွေကိုတူကိုထလုံနေရတယ်ဆိုတာတွေကိုအခုလည်းမြင်နေရတယ်နောက်လည်းဆက်ပြီးမြင်နေအောင်မှာပဲကိုတူကိုထသွားကြရမှာပေါ့နော်ဘာလို့ဆိုတော့အကူညီမြောက်တဲ့နေရာတွေအများကြီး အများကြီးရှိနေတယ်ဆိုတာကျွန်တော်တို့တွေ့နေကြရတာပဲအဲ့တော့ကျွန်တော်တို့ဒီစိတ်မကောင်းစရာတဘာဝဘေးထဲမှာပေါ့နော်ဒီပစ္စုံးတွေပစ္စည်းမှုတွေကြားထဲမှာလူသားဆန်တဲ့မြင်ကွင်းတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီနိုင်ငံကအကူအညီပေးအဖွဲ့တွေကိုဒါမြန်မာပြည်သူတွေတောင်ကလေးတွေပေါ့နော်ဒါကနေပြီးတော့ဖျက်အသီးတွေဝယ်ကြည့်ရအောင်နောက်ထမင်းတွေနောက်ပေါင်မုန့်တွေဒီပေးတာတို့နောက်စကိုင်းဟိုလူမဲ့ပစ္စည်းတွေဝယ်တဲ့နေရာမှာအဆိုင်တွေကဈေးလျှော့ပေးတာတို့နော်ဈေးဆိုင်တွေက ီစေဝါအခမဲ့ကူညီပေးရတယ်လည်းတွေ့ရပါတယ်။နောက်ပြည်ပနိုင်ငံတွေမှာလည်းဒါမျိုးစုံပေါ့နော်မြန်မာကလေးပြည်နယ်ပတ်ပြီးတော့ဒီအလူခံနေကြတာရှိတယ်။ကမ္ဘာကျော်ဘလုံးတင်းနေတာဆိုလည်းဒါစာနာကြောင်းပြသတာရှိတယ်။အနုပညာရှင်တွေ Pride သမားတွေ Foundation တွေကလည်းဒါငွေကြေးတွေနဲ့ဒါလိုအပ်တဲ့ပစ္စည်းတွေကူညီပေးပြီးတော့ပြည်သူချင်းချင်းဒါကူညီပေးနေတာတွေ့ရပါတယ်။အဲ့တော့ဒီလိုမျိုးမူတည်တာပွားစရာတွေလည်းရှိရအောင်ပြောပြရနေပဲဒီစီစဉ်ကိုအဆုံးသတ်လိုက်ပါကြခင်ဗျာ။အမှန်တရားပတ်တွေမှာလည်းမြန်မာနဲ့ကမ္ဘာမှာအခြေအနေများဖြစ်ပေနေတဲ့တဲ့တွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်တင်ဆက်ပေးဖို့အခြေချောင်းပြပိုင်နေပဲဒီစင်ကိုအဆုံးသတ်လိုက်ပါစီခင်ဗျာဒီစင်မှာပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့ TPP ဖွဲ့သားတွေအားလုံးကိုရောအချို့အားပေးကြတဲ့ TPP ပေးသားတွေအားလုံးကိုလည်းသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Thank you.